ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Pepper Boss Reaction Channel ကိုပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တို့သွားပြီး Reaction လုပ်ကြပါမယ်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့လိုရင်းတူရှင်သတင်းကောင်းတစ်ပုဒ်လေးကျွန်တော်ဖတ်ပြပေးပါမယ်နော် ချဝဲမြို့နယ်အာမတ၃ရက်နေ့တရင်မှာလက်နက်ခဲရပို့ဆောင်ရထွက်လာတဲ့စစ်ကြောင်းကိုဂျာပြတ်တက်ခတ်မှုစစ်တပ်ဖက်မှ၅កောင်မျိုးစားဖြစ်သွားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့မောင်းမဲရှောင်းကြီးရအတွင်းမှာရှိတဲ့အာမတ၃ရက်နေ့တရင်ကလက်နက်ခဲရပို့ဆောင်ဖို့ထွက်လာတဲ့အင်အားတရာပါစစ်ခွေးစစ်ကြောင်းကိုဂျာပြတ်တက်ခဲ့တာစစ်ခွေး၅កောင်တိဆုံးတယ်လို့သိရတယ်။ဒူကရာစစ်ကြောင်းမှာတာဝန်ရှိသူသတင်းပို့ထားလို့သိရပါတယ်ခင်ဗျာ။အဲ့တော့ဂျာပြတ်စစ်ကောင်စီတွေကတော့နေရာတိုင်းမှာကိုအစော်ခံနေရဖြစ်ပါတယ်နော်။ ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုတစ်ပုဒ်အနေနဲ့ပေါ့နော်ရင်းဆုံးကျွန်တော်တို့အခုလက်ရှိအခြေအနေတွေကိုပြပြလာတဲ့အခုပိုပိုကျော်ရဲ့ဗီဒီယိုလေးပေါ့နော်30ချက်လေးကျွန်တော်ထောင်ကြည့်လာအောင်နော်အဲ့တော့ဆယ်လီဖြစ်မှလူရဝင်မှာလားဆိုပြီးသူမေးထားတဲ့ဟာလေးပေါ့ဆယ်လီတွေချင်းတပုံရိုက်ပြီးတင်လူရဝင်နေပါတီတွေသွားမယ်ကလပ်တွေသွားမယ်အဆန်တွေဖြုံပြရင်လူရဝင်တော့တော်တော်အလွယ်အမှားကြီးတွေကျွန်တော်တွေ့နေရတယ်ခုခေတ်ချင်းပေါ့နော်ခမလူရဝင်နေဆိုတာက လူရာဝင်အောင်ကျွန်တော်တို့လုပ်နေတယ်လို့မျိုးအတင်းဖြဲပြီးကာယာပြီးတော့ပတ်စံရှင်လူရာဝင်နေအဲ့လိုမျိုးတွေလုံးဆရာမလို့ဗျတကယ်တကယ်လူရာဝင်နေဆိုတာဒီလိုလူတန်းစာလူပေါင်းတစ်ခုမှာတူလာလိုက်တာ ਨੇ လူတွေရဲ့လေးစားမှုအစ်စ်တွေလူတွေရဲ့လေးစားမှုလူတွေရဲ့အထင်ကြီးမှုခံရတာအဲ့ဒါကအုံနောက်ရှိဘူးလေလို့ပတ်စံရှိရောအတန်းပညာတက်ရုံနဲ့ပဲ စင်တန်းရှိတဲ့လူတစ်ယောက်မဖြစ်လာအဓိကကလူရဝင်ခြင်းအစင်တန်းရှိတဲ့လူတစ်ယောက်ဖြစ်အောင်အရင်လုပ်ပါဟောလက်ယုံကြီးရောနှလုံးကြီးရောပြည့်စုံတဲ့လူတွေကိုပြောတာအဲ့ဒီလူရဝင်တဲ့လူတွေကသူတို့ကအတင်းအတ္တမလူရဝင်ပြီးတော့လူချားတဲ့လိုက်သွားနေစရာမလိုလူချားတဲ့အတင်းလိုက်တုံးနေစရာမလိုသူတို့သူတို့ရိုးရိုးလေးနေပြီးတော့လူချားတဲ့ရောက်လာတဲ့အချိန်မျိုးမှာသူတို့သူတို့ရိုးရိုးလေးနေနေတာကလူတွေရဲ့အထင်ကြီးမှုလေးစားမှုကိုခံနေရတာကလူရဝင်တာ မဟုတ်ပဲနဲ့ခင်ဗျာလူအုပ်ဂျာထဲမှာရောပြီးတော့လူရောင်ငွေအောင်လုပ်နေတာဆိုရင်တော့ခင်ဗျာရက်လိုက်တော့ခင်ဗျာအဲ့ဒါမျိုးကတစ်သက်လုံးပြရမငွေဘူးညခင်ဗျာတကယ်လူရောင်ဝင်ကျင်နေဆိုရင်ခင်ဗျာအုံနောက်လူအပ်တဲ့အစားစာတွေဖြည့်ပါခင်ဗျာလုပ်နေတဲ့အလုပ်မှတောင်းဝင်မှုတောင်းကမှုရှိရှိနဲ့လူလေးစားအောင်လုပ်ပါအဲ့ဒါဆိုခင်ဗျာလူရောင်ဝင်လိုက်မယ်လူရောင်ဝင်မှုတဲ့လူတွေဂျာထဲမှာမဖြစ်ဖြစ်အောင်ဆယ်လီအတင်းလုပ် အခုနောက်ပိုင်းဆိုပို့ဆိုးလာတဲ့ချီးပါတာဆိုဘလော့ရိုက်ပြီးတင်နေကြတာရှော့တကယ်လူရောင်ဝင်ခြင်းအဲ့လူရောင်ဝင်အောင်ပုံကိုကြိုးစားပါကိုယ့်ရဲ့နေထိုင်မှုကိုယ့်ရဲ့ဉာဏ်ပညာကိုနေထိုင်နေတဲ့ကိုယ့်ရဲ့ life ပုံစံကိုယ့်ဟာကိုယ်ထင်ကြောင်းရတယ်အစ်စင်တန်ရှိရတောင်းဝင်ခြင်းမှုတောင်းဝင်ခံမှုတွေရှိရတယ် credit ကတင်းကြီးတွေကောင်းရတယ်အဲ့ဒါဆိုရင်ခင်ဗျားလူကြားတဲ့ life ပုံစံမလို့ခင်ဗျားအလိုလိုလူရောင်ဝင်ပါမယ်ခုကမျက်စိနောက်လို့ပါဗျာ အာပတ်သက်လုံးမမြင်ဘူးတာလည်းပတ်စံနေခိုင်းရုပ်တဲ့လုံးကနိုင်ငံခြားမှာတရားမဝင်တဲ့လုံးတွေလုံးဆယ်လီတွေဖြစ်ချင်းဘောလုံးပေးစားတွေပြောလူကြီးများရင်လူရဝင်ပြီလို့ထင်လက်ကလေးတွေသွားကိုရုံနဲ့ကိုလုံးနဲ့လိုက်လားမလိုက်လားလည်းမသိဘူးတချို့ဆိုရင်သူတို့ဆင်လာပြီးတော့ကုန်ကြတဲ့ဥစ္စာပုံးတော်ကမျောတယ်ကိုနဲ့လိုက်မှမလိုက်တာအဲ့လိုမျိုးတွေအများကြီးတွေ့တော့မျက်စိနှောက်လာတဲ့ဆယ်လီတွေနဲ့ဓာတ်ပုံရိုက်ကားနေကြအိုးအဲ့တော့လူတွေများရဲ့ အောက်ကကျွန်တော်တို့ညံမမီဒေါင်းမီတွေဟာအမရေကိုရေလုံးနေတာကိုအဲ့ဒါကိုလူရံဝင်တယ်လို့ထင်ပြီးတော့အုံနောက်ကိုအစာမကျွေးဘူးစာမဖတ်ဘူးတကယ်အစ်င်းနဲ့ရှိအောင်နေဖို့ကစာဖတ်ရတယ်ဒီလားခရကတင်းကြီးကောင်းကောင်းရှိရတယ်လုံးတွေအလုပ်ထိုင်မှာတောင်ဝမြို့တောင်ကမှုကောင်းရှိရမယ်အစ်င်းတိုင်းရှိတဲ့လူတယောက်ဖြစ်အောင်အရင်ကြိုးစားအဲ့တော့ခင်ဗျားလူရအော်တိုမက်တစ်ဝင်သွားမယ်ခင်ဗျားဘယ်လူအောင်ကြတော့ဘွားကြမလို့ပဲနဲ့ခင်ဗျားလူရဝင်လို့လိုက်မယ် ကိုကကိုလူုံချားထဲမှာအတင်းရောပြီးလူရောင်ဝင်အောင်လုပ်နေရတယ်ဆိုရင်တော့ခင်ဗျားလူရတက်လုံးဝင်မှာမဟုတ်ဆိုတာလေးကိုပြောချင်တာပါကဲဒါတော့ကိုဘိုကျော်ရဲ့သုံးသက်ချက်လေးဖြစ်ပါတော့အဲ့တော့တော်လိုက်ထဲပါဆိုလည်းအဲ့လိုမျိုးလူတွေရှိတယ်ပေါ့နော်အဲ့တော့အတင်းလုတ်ယူနေတာလုံးဆက်မလုပ်ပါဘူးနော်ကိုယ်လှုပ်ရင်းလှုပ်ရမ်းဒီကိုယ့်ရဲ့တန်ဖိုးတွေကိုအသုံးချလာတဲ့ခါမှာတဖြည်းဖြည်းနဲ့လူရောင်ဝင်လာပါပဲဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ထပ်သတင်းကြည့်ရမယ့်သတင်းပြီးတော့ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့် ဗီဒီယိုလေးကတော့ဥသိမ့်မြင့်တုံးသက်ချက်ဖြစ်ပါတယ်เนาะအခုပီတူရူအားလုံးကိုမေးရဆိုရင်တော်လိုင်းရနိုင်ဖို့ဘာလုပ်ရမလဲလို့မေးရင်အားလုံးကသိပြီးသားပဲเนาะတပေါင်းစုဖွဲ့ရမယ်တပေါင်းစုပုံစံနဲ့ဘယ်အောင်လဲတိုက်ရမယ်စုစည်းညီညွတ်ရမယ်အားလုံးဒီဖြေပဲထွက်ပါလိမ့်ကြပါเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဥသိမ့်မြင့်ပြောထားတဲ့ဟာလေးနောက်တော့ကြည့်လာအောင်เนาะမမပြီမလူမျိုးပေါင်းစုံကိုဖိနှိပ်လူမျိုးပေါင်းစုံရဲ့အခွင့်အရေးနဲ့ရပိုင်ခွင့်တွေကိုချိုးနှိမ်ဖြစ်စီအနိုင်ကျင့်နေကြတာကလည်းဗမာစစ်အုပ်စုပါတာမန်ဗမာစင်းရဲသားလေသမားအလုတ်သမားကုန်တယ်ပွဲစားတယ်မပါပါဘူး အဲ့ဒါလိုလုပ်နေတာကိုတာမန်စင်ရသားဗမာပြည်သူတွေကထောက်လိုက်မထောက်ခံကြပါဘူးခင်ဗျားတို့ကျွန်တော်တို့ခေါင်းပေါ်မှာမိုးပြီးတော့ဒုက္ခပေးနေတဲ့ဘလူးတစ်ပတ်ကြီးဟာစစ်အာဏာရှင်တွေပါဗမာဆိုတဲ့လူမျိုးမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်မှာလူမျိုးမရှိဘူးလို့ကျွန်တော်ပြောတာဖြစ်ပါတယ်ကျွန်တော်တွေ့ထဲမှာလူမျိုးတစ်မျိုးမျိုးရဲ့တွေ့ဒါမှမဟုတ်နှစ်မျိုးသုံးမျိုးရဲ့တွေ့ပါခြင်းပါနေပါလိမ့်ကျွန်တော်စိတ်တက်တယ်မှာဘာလူမျိုးမှမရှိပါဘူးရှမ်းကချင်မွန်တရားစတဲ့လူမျိုးတွေကိုလူချင်းအတူတူလို့သဘောထားပြီးတော့တစ်မျိုးလဲတစ်စားလဲလို့သဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်တယ်လို့ အိန္ဒိယတရုတ်ပြင်သစ်အင်္ဂလိပ်တွေကိုလည်းလူချင်းအတူတူလူမျိုးချင်းအတူတူတမျိုးတစားတယ်အဲ့လိုသဘောထားပြီးတော့ကျွန်တော်ချစ်ခင်နိုင်ပါတယ်အဲ့ဒါလိုပါပဲထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးဆိုတဲ့တက်ဖို့ဥခင်ကြီးရဲ့စိတ်ဓာတ်မျိုးလည်းကျွန်တော်မှာမရှိပါဘူးဘာသာအလုံးဟာကျွန်တော်ဘာသာတွေပါပဲဖျားအလုံးဟာကျွန်တော်ဖျားတွေပါပဲဗုဒ္ဓဘာသာဖျားဟိန္ဒူဖျားမွတ်စလင်ဖျားခရစ်ယာန်ဖျားတွေအလုံးဟာကျွန်တော်ဖျားတွေပါပဲဘာသာအလုံးကိုညီသူမျှတူတန်ဖိုးထားပါတယ်ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုရင်ကျေးအောင်ကျွန်တော်တို့ကမ္ဘာလူအဖွဲ့အစည်းကိုတာယာငင်းချမ်းအောင် တရားဓမ္မတွေအတွေးခေါ်တွေစာပေတွေယဉ်ကျေးမှုတွေနဲ့ဝိုင်းဝန်းတိဆောက်ကြတဲ့ဘာသာအားလုံးယဉ်ကျေးမှုအားလုံးဟာကျွန်တော်အတွက်တန်ဖိုးထားရမယ့်အရာတွေဖြစ်ပါတယ်။အဲ့ဒီဘာသာတွေထဲမှာမှဘယ်ဘာသာကိုတော့အထုတလဲချိမြင့်မြောက်စားပြီးတော့ဘယ်ဘာသာကိုတော့ရှင်းလင်းတုတ်တင်ပြရမယ်ဆိုရယ်ဟောပြောချက်လှုပ်ဆောင်ကြဟာလူသားအချင်းချင်းစစ်ခင်းအောင်တွေးတွက်တန်ယူဖြစ်အောင်လှုပ်ဆောင်နေတဲ့ဖက်စစ်လှုပ်ဟန်နေကြပါပဲ။ဒီကဘာလုံးမှာကြည့်လိုက်ပါဘာသာရေးကိုခုတုံးလို့အတုံးချတဲ့နိုင်ငံရေးသမားနိုင်ငံရေးပါတီတွေဟာဖက်စစ်တွေကြီးပါပဲ ဘာသာရေးနာမည်နဲ့တွဲတက်ထားတဲ့နိုင်ငံရေးပါတီအများစုဟာအစွန်းရောက်လက်ရာနိုင်ငံရေးဒေးကြီးပါပဲအဲ့ဒီနိုင်ငံရေးအစုအဖွဲ့တွေဟာဒီကဘာကြီးမှာအမုန်းတရားတွေတိုးပွားလာအောင်လှုံ့ဆော်သွေးထုတ်နေကြတဲ့သူတွေကြီးပါပဲဒီနှစ်ခေတ်လိုလက်ရာစွန်းနိုင်ငံရေးတခစ်ပြန်ခေါင်းထောင်ထလာတဲ့အချိန်မျိုးမှာဒါကိုရှင်းရှင်းလင်းလင်းသဘောပေါက်ကြဖို့အရေးကြီးပါတယ်အဲ့ဒါလည်းမကပါဘူးကျွန်တော်မှနိုင်ငံလည်းမရှိပါဘူးဘယ်နိုင်ငံမှာမွေးဖွားတယ်ဘယ်နိုင်ငံမှာမှတ်ပုံတင်ထားတယ်ဘယ်နိုင်ငံ passport ကင်ထားတယ်ဆိုတာလည်းဟာကျွန်တော်တို့ကဂုံယူစရာလည်းမရှိသလိုဂုံငယ်စရာလည်းမရှိပါဘူးအဲ့ဒါတွေကိုယုံကြည်လည်းမရှိပါဘူး ဒီခေတ်ဒီစနစ်မှာနေထိုင်တဲ့လူတယောက်ဖြစ်လို့သာမှတ်ပုံတင် passport ကိုကင်ထားရတာပါသူတို့အာဏာရှိလူတန်းစားတွေကချုပ်ကင်ထားတဲ့အခွင့်အရေးကိုတဦးတယောက်ချင်းအနေနဲ့မဆုံးရှုံးကျင်သေးလို့သာအဲ့ဒါတွေကိုကင်ထားတာပါနိုင်ငံမဲ့ဖြစ်သွားရင်လည်းဂုံငယ်တယ်လို့မထင်ပါဘူးနိုင်ငံမဲ့ဖြစ်သွားရင်ဂုံယူစရာလို့တောင်မှထင်ပါသေးတယ်နိုင်ငံမဲ့သွားတာဟာကမ္ဘာကြီးကိုပိုင်လိုက်တာလို့ပဲသဘောထားပါတယ်ကျွန်တော်မှနိုင်ငံမရှိပါဘူးကျွန်တော်ဟာကမ္ဘာနိုင်ငံသားတယောက်လို့လည်းခိုင်ပါတယ်ကမ္ဘာကြီးတစ်ခုလုံးနေရာတိုင်းဟာကျွန်တော်နဲ့ဆိုင်တယ်ကျွန်တော်ရပိုင်ခွင့်ရှိတယ်လို့ပဲသဘောထားပါတယ် အုပ်စိုးသူတွေကကန့်သက်ချုပ်ချယ်ထားလို့ကဘာကြီးကိုအခုကျွန်တော်မပိုင်ရသေးပေမဲ့ဒီကဘာကြီးဟာလူသားအားလုံးပိုင်ဆိုင်တဲ့ကဘာကြီးလို့ပဲယူဆပါတယ်။ကဘာကြီးကိုအုပ်ချုပ်သူတွေကမြေပုံဆွဲမှနေတားပြီးတော့ငါနဲ့နမိတ်သေးကိုလာချင်လို့ရှိရင်ငါတို့အစိုးရစီကခွင့်ပြုချက်တင်ရမယ်။သူတို့နဲ့နမိတ်သေးကိုတွားချင်ရင်သူတို့အစိုးရစီမှာခွင့်ပြုချက်တင်ရမယ်ဆိုတာလေအားလုံးဟာကျွန်တော်တို့လူတူးချင်းစီရဲ့လွတ်လပ်ခွင့်နဲ့မွေးရပါအခွင့်အရေးတွေကို တကဘာလုံးမှာရှိတဲ့အုပ်စိုးသူလူရန်စားတွေကညှိနှိုင်းပြီးတော့ဖိနှိပ်ချုပ်ချက်ထားတဲ့အရာတွေကြီးပဲလို့မြင်ပါတယ်ဒီလိုချိန်မျိုးမှာကျွန်တော်တို့ဟာကဘာကြီးနဲ့စားလို့ရှိရင်နွားချီရွက်တာတာပဲရှိတဲ့နိုင်ငံငယ်လေးထဲမှာနေပြီးတော့ပလောက်ဝါကိုသူပိုင်တဲ့နယ်ငါပိုင်တဲ့နယ်ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာကချင်ဆပ်စတိတ်ရှိတယ်မရှိတယ်ဆိုတာမျိုးရှမ်းပြည်နယ်ထဲမှာဝါတွေပလောက်တွေကိုအခွင့်အရေးပေးတဲ့မပေးတဲ့ဆိုတာမျိုးတွေကိုပဲရှီတန်းတင်အငင်းပွားနေကြပြီးတော့တကက်အာနာရှင်စစ်စစ်တကက်ဖိနှိပ်ညှဉ်းပန်းတပ်ဖြတ်သူစစ်စစ်ဖြစ်တဲ့ဆက်အာနာရှင်တွေကိုတိုက်ဖို့ မေ့နေမယ်လစ်လူရှူထားမယ်သူတို့ကိုအခွင့်သာအောင်ခွင့်ပြုထားမယ်ဆိုလို့ရှိရင်သားစဉ်မြင့်ဆက်ဖာဖြစ်ကုန်ကြပါလိမ့်မယ်ကျွန်ဖြစ်ကုန်ကြပါလိမ့်မယ်တဲ့ပဲနော်လူမျိုးပေါင်းစုံပြည်သူလူထုကြီးကနေမွေးလာတဲ့မြတ်သားတွေသမီးတွေဟာစစ်အုပ်စုအတွက်ကျွန်နေလို့လှုပ်လှုပ်ပေးကြရမယ်သူတွေဖြစ်လာကြပါလိမ့်မယ်အဲ့ဒီသားသမီးတွေဟာစစ်အုပ်စုကတနက်ပြစ်ကျင့်လက်တက်ဆမ်းမှုမွေးလာကြတဲ့သူတွေဖြစ်ကုန်ကြပါလိမ့်မယ်ခဏတော့ကျွန်တော်တို့ခုရင်ဆိုင်နေရတဲ့အန်ဒီဟာအဲ့ဒါလောက်ထိတီးမှပါလေဒါတွေကိုတင်စားချက်အနေနဲ့ပြောနေတာမဟုတ်ပါဘူး တကယ်လက်တွေဖြစ်နေတဲ့အရာတွေပါတကယ်လက်တွေဆက်ပြီးတော့ပို့ပြီးတော့ဆွဆူဝါဝါဖြစ်လာအောင်မယ့်အရာတွေပါကို့ ID နဲ့ပတ်သက်တဲ့နိုင်ငံရေးကို့လူမျိုးနဲ့ပတ်သက်တဲ့နိုင်ငံရေးကို့ပြည်နယ်နဲ့ပတ်သက်တဲ့နိုင်ငံရေးကိုလုံးဝမေ့ပြစ်လိုက်ကြပါအပြိပိုင်ဆွတ်လွတ်လိုက်ကြပါလို့ကျွန်တော်မပြောပါဘူးအဲ့ဒါလို့ပြောလို့လည်းကျွန်တော်စကားကိုနားထောင်ကြမှာမဟုတ်ပါဘူးဒါတွေကိုဒီချိန်မှာရှေ့ရမ်းမတင်ကြပါနဲ့လို့မြစ်တာရက်ခတ်နေတာပါလူမျိုးပေါင်းစုံပြည်သူလူထုကြီးရဲ့မျက်နှာလူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုကြည့်ပြီးတော့တယောက်ချင်းစီရဲ့ကိုကြိုးတစုတစ်ဖွဲ့ရဲ့ကိုကြိုးလူမျိုးစု တစုချင်းရဲ့ကိုကြိုးတွေကိုခိတ္တနောက်တန်းပို့ထားကြပါအားလုံးကအနစ်နာခံစိတ်မွေးပြီးတော့စီလုံးညညွတ်ကြပါလို့တိုက်တွန်းနေတာဖြစ်ပါတယ်ကိုအချင်းချင်းပြဿနာတွေကိုအချင်းချင်းမကြေလည်မှုတွေကိုအရင်ရှေ့တန်းတင်အငင်းပွားနေကြလို့မညီညွတ်နိုင်ပါဘူးတက်ပေါင်းစုမဖွဲ့နိုင်ကြဘူးဆိုလို့ရှိရင်ဒီဒီချင်းမှာကျွန်တော်တို့ရှုံးပါလိမ့်မယ်ဒီဒီချင်းရှုံးရင်အနည်းဆုံး250ကျပါမယ်အားလုံးလို့တော့အနစ်နာခံမယ်အနစ်နာခံပြီးစီလုံးညညွတ်ရအောင်တိဆောက်မယ်ဆိုခါမှတော့ကကြမှာလားလူဆိုတာကိုယ့်ဘက်ကနားတယ်လို့အမြဲထင်တတ်ကြပါတယ် အဲ့လိုစိတ်ထားမျိုးတွေရှိနေကြတဲ့အတွက်ငါကအနစ်နာခံပေါက်မယ်လို့စိတ်ကိုနှိမ့်ချထားမှသာတကယ်တကယ်မှာတန်းတူဆွေးနွေးနိုင်လောက်တဲ့အဆင့်လောက်ကိုပဲရောက်နိုင်ကြမှာပါကဲဒါတော့ဥသိပြသုံးသိချက်ဖြစ်ပါတယ်နော်အဲ့တော့တော်လိုင်းရတဲ့ပတ်သက်လာရင်တော့ဒါကတကယ်ခေါင်းဆောင်တွေအပိုင်းမှာလိုအပ်နေတဲ့အရာဖြစ်ပါတယ်နော်ကျွန်တော်တော့ဆုံးမကြည့်ရမှာတော့ online ပေါ်မှာပေါ့နော်ပြောင်းလဲပြောင်းစားတွေပြောနေတဲ့ငထင်းကိုဆုံးမလိုက်တဲ့ကိုစီ30ချက်လေးတားတော့ကြည့်အောင်နော်ဟောလာရလွယ်ကူဆုံးနေပြီပြောရတယ်အေးချမ်းတမောအော်တက်ကချင်းမို့ပဲဆိုလဲ တော်လာရလွယ်ကူတယ်နော်နေမှာရောက်ရှိနိုင်တယ်အနေထားရှိတယ်နော်ခြေချောင်းလေးချောင်းဘုံချောင်းအကုန်သုံးပြီးလေဒါပေမဲ့အမြန်ဆုံးကလေခြေချောင်းပေါ့နော်အဲ့ဒါခြေချောင်းတော့လေခြေချောင်းမပြေပြေတော့လေဒါပေမဲ့တို့တော့မိုးလင်းရရင်တကွနော်တို့ရှိတယ်ဘုံလေးနော်ခါလောက်လေးနော်ပေါင်လောက်လေးတကယ်ပါလေအဲ့ပွင့်လင်းရကြည့်အောင်ဒီမှာကျတော့နော်ထူးကြမယ်လို့ထင်တယ်ကိုလေးလူပြောအမြင်ပေါ့နော်အဲ့တော့ကုန်းလက်ရှိမှာအတူတူကပြေပြေပြန်ပြီးတော့လည်းကောင်းကွယ်ကွယ်ချွေချွေကြောက်ပြန်လာတာသူကပေါင်နေကြပြီမလဲနော်ဟုတ်ပါဒီကျမတို့ပြည်ရတော့မှာအလန့်ပြေးလာတယ် နော်ပေးလိုက်ဒီမှာစစ်တင်မို့ပြေလို့လက်မလန်းပြီးသားလေနော်အလန့်အလန့်လန့်ပြီးသားလေဒီဝီရနေချို့ဟုတ်ပြီလားတပြည့်ဟိုမှာတပြည့်နေမှာပြူရမ်းပြီးအော်လို့အဲ့ဒါဘလူကပြောတယ်ပြောပါပြောတယ်ကျင်းဒီလာနေလိုက်ကကြားတယ်နော်အဲ့ဒါတော့ငထိန်ကုံခဲ့တဲ့25နာရီလောက်ကတင်သွားတာနော်အခု breaking news ဆိုပြီးတော့ဒီ previous screen မှာတင်လာတယ်ချမ်းပစင်းနေမှာလည်းတင်လာဘူးပြီနိုင်တောင်ဒီတခန်းကုန်းကိုလုံးဝအလုံးစုံတိတ်ပိုက်ရှင်းလင်းပြီးပြီတကယ်ဆက်တဲ့နေ့ထိကတိတ်ပိုက်ထားတာဒါပေမဲ့နာမည်ကိုရှင်းလင်းဖို့အပြည့်အဝမရသေးလို့နော် ဗီဒီယိုဖိုင်တွေပါတင်ပေးထားမှာတွေ့ရမှာနော်ပြမင်းနဲ့ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စီရင်ရအလုံးရင်းပါတဲ့နိုင်ရကန်ဘျူဟာကုန်းကိုအားရကတ်တော့အေနဲ့မဟာမိတ်တပ်တွေကဒီကနေ့ညနေမှာအပြည့်တက်တည်ယူနိုင်ပြီးတော့တရင်ရရှိပါတယ်။ကောင်းဆောင်တဲ့လူတွေအကုန်ဖွဲ့ပြေးတာလေ။ပါစစစ်မှုထမ်းတင်တန်းဆင်းတွေပဲကြံခဲ့တာ။ပြောရရင်စစ်ပရဲ့နေတွေကရပ်နေတာ။အခုတော့လုံလုံရှင်းနိုင်ပြီလို့ပြည်ပစရင်းရဲ့ဒင်းနစ်ကအော်တိုဝါလာ၁၄ရက်နေ့ညနေပိုင်းမှာပြောဆိုပါတယ်။ ကယ်အခုပြောတဲ့နိုင်ငံစခန်းကတော့တိတ်ပိုက်ထားကြာပြီပေါ့နော်အခုကတော့အလုံးစုံရှင်းနေပြီရှင်းလေးလုပ်ပြီးသားလို့ဒီသတင်းလည်းတင်ထားပြီဒါကိုစစ်တပ်ဘက်ကဒီဘောမတွေကမကြသေးပါဘူးလုံနေကြပါဘူးနော်ကဲအားလုံးတွေ့တဲ့အတိုင်းနဲ့အားလုံးကြားတဲ့အတိုင်းနဲ့အဲ့တော့ငထိန်ကလည်းဟိုတူလဲသူအော်ပြောလို့ရတာပေါ့နော်ညင်းလို့ရတာပဲညင်းတာပေါ့သူလဲခွင့်လုပ်ပေးလိုက်ကြပါလို့မပြောပါနဲ့တိလားနော်ဒီနွားသားတွေကလူတိတ်ခါလူတန်ဖို့လူသမားတိဆိုတော့ဘာမှမသိတဲ့ကောင်တွေမဟုတ်ဘူးနော်ပြောချင်တာလေးစုပြောသူတို့ အခုကျွန်တော်တို့တော်လန်ရေးနော်ကျွန်တော်ဆိုတော်လန်ရေးစတဲ့ကဒီ TikTok စသုံးတဲ့ကကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုဖိုင်လေးအခုချိန်တွားယူပြီးပြန်ဖွင့်ပါဘယံမလားမဟုတ်မမှန်လိန်ညာပြီးကိုစီပြောခဲ့တာရှိလားလာအချိန်မရင်ပတ်တော့တင်ခံနိုင်တယ်အဲ့ဒီကောင်လေးပြောခဲ့တဲ့ဗီဒီယိုဖိုင်ရှင်းတလားဗီဒီယိုဖိုင်မပြန်ကြည့်ရှင်းတဲ့နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ရှင်းတဲ့နှစ်ကဗီဒီယိုဖိုင်ပြန်ကြည့်ဘာတွေပြောခဲ့လဲဆိုတာသူတို့ပြောခဲ့တယ်လို့တကယ်နှံခဲ့လားဟုတ်ခဲ့လားပြန်ကြည့်အဲ့ဒါအဖြေတွေပဲငင်းမနေဘူးဟာမင်းတို့ပြောတာမှန်တယ်ငါတို့ပြောတာမှန်မငင်းဘူးပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုပြန်ကြည့် ပြောနေတဲ့ဟာကိုပြန်ကြည့်အဲ့ဒါပဲပြောချင်တယ်เนาะအဲ့တော့ဒီကောင်တွေကလေသူတို့တိုက်ခါကိုသူတို့ချက်တယ်သူတို့တန်ဖိုးကိုသူတို့ဖြစ်တာအဲ့တော့လက်ရှိစစ်တပ်မှာလက်ရှိစစ်တပ်မှာစစ်ဖွဲ့တွေစစ်ဖွဲ့တွေဆိုပြီးအပြောခံထိတာဒီသူတို့လိုကောင်မျိုးတွေချက်เนาะအခုနိုင်ငံပြည်ဝကကမ္ဘာလုံးကဒီစကားကုန်ကြီးကလည်းအမြင့်ကြီးမဟုတ်ဘူးเนาะတင်းချာကုန်ကြီးအဲ့ဒီကုန်ကြီးကိုတက်ပြီးတော့တိန်းနေတာနော်အဲ့ဒီကောင်းကြီးကိုတက်ပြီးတိတ်နေတာအခုပါတာကြီးပါအောက်ကအေးစကန်းတစ်ခုကိုတိမ်းသွားတယ်ဟုတ်လားအပေါ်ကောင်းကိုတိမ်းဖို့နေတယ်အခုကဲအကုန်တိမ်းနေစောက်ချက်မကွယ်ဘူးလားတော့ ဟမ်ပြောချင်တာကဘယံမလားမတိတ်နဲ့မပြောနဲ့လေမတိတ်ကိုအေးစင်းနေ Telegram ထဲမှာတွေ့တဲ့ဟာကိုရှောက်ပြောအောင်အဲ့ Telegram တွေ့တာပေါက်ပန်း၄၀လေဟုတ်တယ်ဘယ်ဟာကနေအတိုင်းဝိုင်းအသင်းနဲ့ Telegram ဘယ်ဟာမှန်ဘူးလို့အဲ့ပေါက်ပန်း၄၀ကိုကြည့်ပြီးတော့ဗာဖြစ်တယ်စကမ်းမကုန်ဘူးအောက်ကလမ်းတက်တယ်ဟိုအေးစကမ်းတစ်ခုတိတ်ငယ်တွေ့ရခေါ့လားဟမ်ဘာဘူးလို့ပြောရတာစောက်ချက်ပွဲပြီဟမ်မင်းတို့တွေစောက်ချက်ကိုတစ်ခါပွဲရင်လေစပေမွေးတစ်ခါပြောက်နှုတ်ရင်တော့မှမင်းတို့ကခေါင်းကတော့မဖြစ်တော့ဘူးနော်မင်းတို့အဲ့လောက်အဲ့တော့ဘာပဲဖြစ်ကြောအခုဒီဝင်ပေါက်ကြီးကိုပွင့်ွားတဲ့အတွက် ဒါတော်လိုင်းရဲ့အင်းရအောင်မှုပဲနော်လက်ရှိ AA နဲ့ပေါင်းနေတဲ့ PDF တွေကတကယ် COC ကောင်းတယ်စစ်ပတ်ကိုစစ်ပတ်နဲ့တူအောင်ပြန်လည်စုဖွဲ့ပြီးတိုက်နေတာဖြစ်တယ်ဒါကြောင့်မလို့အချမ်းနယ်မှာရှိတဲ့ကျွန်တော်ရဲဘော်ရဲဘွဲ့တော်လိုင်းအင်းအားစုတိုင်းတက်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ဟာတိုက်နေတဲ့ရန်သူကစစ်တပ်တစ်ခုဖြစ်ပါတယ် စစ်တပ်တစ်ခုကိုတိုက်တဲ့နေရာမှာကိုကိုတိုင်ကလည်းစစ်တပ်ပြည်သားဆိုတာပွဲကြီးမှုကြစ်လို့လိုတယ်အမိတ်ပဲစနစ်ကောင်းမှုမလို့ဘယံမနာတူတလူငါသမီးတူတပေါက်ငါတပေါက်ဖြစ်နေတိုင်းဖြစ်နေကြမယ်ဆိုရင်တော့ကျွန်တော်တို့ကဘလို့မအောင်မြင်မှုရမှာမဟုတ်ဘူးဒါကြောင့်မလို့ညီညွတ်မှုစီးလုံးမှုကိုတိစောက်ပေးကြပါကိုကျိုးရှာအခွင့်အရေးရှာခြင်းနဲ့စိတ်တွေကိုချွတ်ကြပါဒီပွဲခက်တဲ့နေရာပြတ်ဖို့လိုနေပြီဒီတစ်ချက်ချေဝါရမကောင်းတော့တိုင်းနေတာเนาะဒါကြောင့်မလို့ရန်သူကိုကျွန်တော်တို့လုံးဝအတက်ယူဝင်တော့ပေးဖို့မကောင်းဘူးအမြန်ပွဲတိုင်းနိုင်ရမှုအတွက် အတူတူဝိုင်းကြိုးစားကြမယ်ကျွန်တော်တို့ပြည်သူကလည်းပြည်သူနိုင်တဲ့နေရာကြိုးစားမယ်ဥဆောင်တဲ့ဘိုင်းမှာရှိတဲ့လူတွေကလည်းဥဆောင်တဲ့ဘိုင်းညာကဝိုင်းကြိုးစားရမယ်ရဲဘော်တွေကလည်းရဲဘော်တွေချက်သူတို့အသက်ပေးပြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကလည်းဒီရဲဘော်တွေနဲ့တတားတဲ့ခတ်တူဝိုင်းကြိုးစားကြနိုင်အောင်နိုင်ရမယ်နော်ဟုတ်ကဲ့ဒါတော့ကိုစီရဲ့သုံးသက်ချက်ပြီးတော့ဖိုင်လေးဖြစ်ပါရနော်အဲ့တော့တော်လိုင်းရရှိကြလာတယ်မြတ်နော်ပြည်သူတွေလည်းပင်ပန်းတယ်အားလုံးလည်းပင်ပန်းနေကြပါနော်အဲ့တော့မင်းအောင်လိုင်းကိုအမြန်ဆုံးအပြုတ်ဖို့လိုပါရနော်အဲ့တော့မင်းအောင်လိုင်းကတော့သူရဲ့ထွက်သက်နောက်ဆုံးပဲဖြစ်တယ်ပေါ့နော်ဒီစစ်မှုနဲ့ဥပဒေနဲ့ဒီလူငယ်တွေကိုချနေပြီးမှသူ့အသက်ကိုဆက်ထားတာ ဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲပြောဒီရွေးကောက်ပွဲကလည်းသူ့အသက်ဆက်ဖို့လုပ်တာဖြစ်တဲ့အတွက်ဒေါ်လာရေးအဖွဲ့တွေကတော့မကြခင်ပါဒီပုံစံတစ်မျိုးနဲ့မရောင်းလိုင်းကိုအပြုတ်ဖြုတ်တော့မယ်ဆိုတော့ဒါသိကြပါရဲ့နော်ဟုတ်ကဲ့ဒီမနက်ပိုင်းသတင်းပြတင်ဆက်မှုဗီဒီယိုဒီလောက်ပါပဲနော်စာစုကြည့်ပြီးကြိုင်ပြီးတော့ပြသူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလုံးသမျှဆောင်သမျှအရာအားလုံးပါအမြင်ကြပါစေတွားလျက်မှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ